အားလုံးပဲမင်္ဂလာပါ FPO ရှင်ကနေပြီးတော့ကြိုဆိုပါရစေ။အခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 68ဖြစ်ပါတယ်။ Which of the following is a business management technique တဲ့။သူမေးထားတာက business management technique တခုဖြစ်မလဲ။အဲ့ဒီ business management technique ကဘယ်မှာသုံးမှာလဲဆိုလို့ရှိရင် it used to develop the specific target and measure to implement a plan strategy တဲ့။သူကဘာလေးမှာသုံးမှာလဲဆိုလို့ရှိရင် နီးပြူဟာတွေပေါ့နော်နီးပြူဟာတွေကိုအကောက်ထည့်ပေါ်ပြီးတော့မှသူကတီးခြားတာဂက်ထားထားတယ်ပေါ့နော်အဲ့လို specific ထားထားတဲ့ target တွေနဲ့နော်တိုင်းတာချက်တွေကိုဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက်ကိုသုံးပါနော်အဲ့မှာဘာကိုထပ်ပြီးတော့ယူဆရမလဲဆိုလို့ရှိရင် in consideration of appropriate mature relationship a man full perspective တဲ့နော် that is အဲ့ဒီ full perspective ကဘာလို့ဖြစ်မလဲဆိုရင် financial customer business process နဲ့ lending and grow ဆိုပြီးတော့၄ခုရှိတယ်အဲ့တော့ဒီမှာပြောထားတဲ့ financial customer business browser နဲ့ lending and grow တွေကိုသုံးပြီးတော့မှတင့်တော်တဲ့အပြန်အလှန်တည်ဆောက်မှုကိုလည်း major relationship ကိုလည်းသွားယူဆမယ်ထည့်သွင်းစဉ်းစားမယ်အဲ့ဒီစီမွားရေးစီမံခန့်ခွဲမှုနီးစနစ်ကဘာဖြစ်မလဲဆိုပြီးတော့မိထားပါဗျ အဲ့ဒါမဲ့အကကြတော့ balance scorecard တဲ့ balance scorecard ဆိုတာက BSC ပေါ့နော် BSC ဆိုတာကဒီစီးပွားရေးလုပ်ငန်းတွေရေပေါ့နော်ဒီ view ဟာမြောက်ထားထားတဲ့ target တွေရှိရဲ့အဲ့ဒီ target တွေကိုမှဒီလုပ်ငန်းမှာရှိတဲ့အတိုင်းအတာအဖြစ်ပြောင်းလဲပေးဖို့ရန်အတွက်ကိုဆွမ်းဆောင်ရည်ကိုကိုယ့်ရဲ့ဆွမ်းဆောင်ရည်ကိုစီမံခန့်ခွဲတဲ့ career ဖြစ်တဲ့ BSC ဆိုတာဥစားကနောက်နံပါတ်2ကကြတော့ group matrix group matrix ဆိုတာကကြတော့ ဒီကို company ရဲ့အစီအပိုင်းလုပ်ငန်းတွေရဲ့ unit တွေကိုခွဲခြားစိတ်ဖြာဖို့ရတဲ့ကိုကူညီပေးတဲ့ metric ဖြစ်တယ်။နံပါတ်စီကကြတော့ product portfolio management product portfolio management ဆိုတာကကြတော့ဒီဈေးကွက်ထဲမှာเนาะဈေးကွက်တွေမှာ grow ဖြစ်တယ်ပေါ့เนาะဒီဈေးကွက်ရဲ့ကြီးထွားမှုတွေနဲ့ဒီဈေးကွက်ရဲ့ share တွေဈာမရှိတဲ့ဆက်ဆက်မှုကနေတစ်ဆင့် company တွေရဲ့ထုတ်ခုံနေတဲ့ characteristic เนาะသင်ပြန်လက္ခဏာတွေကိုဆန်းစစ်တဲ့ နည်းစနစ်တစ်ခုဖြစ်တယ် product portfolio management ဆိုတဲ့ဥစ္စာကနံပါတ်2ကကြတော့စီးပွားရေးလုပ်ငန်းတွေဓမ္မမလို့ရှင်တယောက်ယောက်ရဲ့ပေါ့နော်အားတက်ချက်တွေအားနည်းချက်တွေအခွင့်အလမ်းတွေချင်းချောင်းမှုတွေလို့ပြောတဲ့ stretch weakness ရဲ့ opportunity ရဲ့ threat ရဲ့ဟိုမှာသူအခြေအဲ့လိုအခြေစကလုံးလေးကိုပထမဆုံးစကလုံးလေးကိုအတူယူထားပြီးတော့မှ swap ဆိုပြီးတော့တုံထားတာအဲ့တော့အဲ့ swap analysis ဆိုတာအဲ့ဒီ အခုပြပြသွားတယ် strength တွေ weakness တွေ opportunity တွေ threat တွေကိုမှသူကမလုပ်မှာလဲဆို analysis လုပ်တဲ့ဤစနစ်ဖြစ်တယ်เนาะဒါကစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ဒီ၄မျိုးကခွဲခြားစိတ်ပြပြီးတော့မှသုံးမှာဖြစ်တယ်အဲ့တော့အဲ့ဒီ၄မျိုးရှိရပေါ့နော်အဲ့၄မျိုးမှာမှမိကုန်းမှာမိထားရတယ်ပို4 perspective ကိုတုံးပြီးတော့မှနော်ဒီတင့်တော်တဲ့ နော်လို့ဒီတင့်တော်တဲ့တိစားမှုပေါ့နော် amateur relationship ဆောက်ဖို့ရန်အတွက်ကိုမှာသုံးရတဲ့ technique ကပါဖြစ်မယ်ဆိုပြီးတော့မိထားတယ်အဲ့တော့အရေးဥစားသည်ဒီနံပါတ် A ပေါ့နော် balance poker ဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တို့ကဒီစီးပွားရေးလုပ်ငန်းတွေရဲ့ပေါ့နော် target တွေထားပြီးတော့အဲ့ target တွေကိုမှာ အဲ့ဒီတာဂက်အတိုင်းကိုလိုက်လိုက်လို့လို့ရအောင်လို့အကောင့်ထဲပေါ်နိုင်အောင်လို့တိုင်းတာထားဖို့တိုင်းတာချက်အဖြစ်နဲ့ပြောင်းလဲပေးဖို့ဘာလို့ပြောမလဲကုညီပေးတဲ့တက်ကနေဖြစ်တဲ့အဲ့တော့ကြောင့်လို့နံပါတ်68အတွက်အဖြစ်မှန်လေးကတော့ balance go gap bsc ဖြစ်တယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်